တရင်တန်တယ်လုံးလုံးမြို့နယ်ကနာမည်ကြီးမမကကန်ချစ်အနေရှိမမကရဲစခန်းကိုတော်လိုင်းတဲ့တွေကသိပ်ပဲလိုက်တယ်လက်လက်တွေသိပ်ပြီးပြန်ထွက်ချင်မှာစစ်တပ်ကလီရင်နဲ့ဘူးကျဲနေတယ်လို့တရင်တိုက်တိုင်းကပေါ်ပြပါတယ်။အော်ဒီဘန်26မနက်6နာရီခန့်မှာစတင်တက်ခတ်ပြီးဆန်လိုက်မှာအပြေးသိမ့်နိုင်ခဲ့တယ်။လက်လက်ခရရတွေတည်ယူပြီးနောက်စခန်းကိုမိရှုဖြစ်စီခဲ့တယ်လို့တဝက်ခရိုင်တပ်ပေါင်းစုတာဝန်ရှိသူတွေကပြောပါတယ်။ စခန်းလေးတိုက်ပွဲပြင်းထန်နေချိန်မနေ့9ရက်ခန့်မှာတော့ Jet Fighter ကဘုံနှလုံးကျက်ပြီးစက်တနာနဲ့ပါပြစ်ခတ်သွားတယ်လို့ဆိုပါတယ်။တချိန်တည်းမှာပဲမမကန်ပင်လယ်မှာရှိနေဆဲဖြစ်တဲ့စစ်သင်ဘောက်ကလည်းလက်နက်ကြီးတွေနဲ့လှမ်းပစ်ကူပေးတယ်လို့ဒေသခံတွေကပြောပါတယ်။တော်လိုင်းတိုက်တွေဘက်ကတော့အသေးစိတ်သတင်းထုတ်ပြန်တာမရှိသေးပါဘူး။မကွေရင်တရက်ခရင်မင်းတို့မြို့အဝင်လမ်းပေါ်မှာခီးသက်တင်ကားတွေကိုဆက်ကြီးကောက်နေတဲ့ရဲနှုတ်ကို တော်လှန်ရေးတရကပြစ်ခတ်ရမှာနှစ်ဦးစလုံးသေဆိုပြီးတနက်လှလှသိမ့်မိတယ်လို့တရက်ခရင်အမှတ်လေးတန်ရင်ကသတင်းထုတ်ပြန်ပါတယ်။အော်တိုဘန်26မနက်6နာရီခွဲကမှာတက်ခတာဖြစ်ပြီးသိမ့်မိလက်နေတွေကတော့ G3 တွေဖြစ်တော့ကိုတပ်ပုံမှတ်တမ်းတွေတွေ့ရပါတယ်။ဒီတက်ခတ်မှုကိုတရက်ခရင်အမှတ်လေးတန်ရင်ကဆောင်ရွက်လာလို့ဖော်ပြထားပါတယ်။မကွေတဲ့ရှေးဖြူမျိုးကနေထွက်လာတဲ့စစ်ကောင်းစီစစ်ကြောင်းကိုတော်လှန်ရေးတရကကြားဖြတ်တက်ခတ်ရမှာစစ်သား9ဦးသေ30ကျော်ဒဏ်ရာရတယ်လို့ ယူနီတာကော်လန်ကသတင်းထုတ်ပြန်ပါလဲ။အော်ဒဝန်ဆန်ကမနေ့စနေကမှာအင်အား200ခန့်ပါတဲ့စစ်ကောင်စီတပ်သားတွေကာဆန်ကစီနဲ့ထွက်လာစဉ်ဂွေးပင်ချောင်းကြီးရွာအနီးမှာမိုင်းဆွဲတိုက်ခိုက်တယ်လို့ဆိုပါတယ်။အဲဒီကနေထွက်ပြေးလာတဲ့စစ်ကောင်စီတပ်ကိုချင်းတောင်ကြီးရွာအရောက်မှာထပ်မံတိုက်ခိုက်ခဲ့တဲ့စစ်သား9ဦးသေတဆကျော်ဒဏ်ရာရကာနစီဖြစ်စီနိုင်ခဲ့တယ်လို့ဖော်ပြပါတယ်။ဒီတခါမှာကမကွေးတိုင်းပကဖယူလီယာစစ်ကြောင်းယင်းသာကော်လန် ်အခုခုခေတ်အမှတ်စကုတ်တရင်နဲ့အမှတ်လေးတရင်ပူပေါင်းဆောင်ရွက်ရလို့ဖော်ပြထားပါတယ်မန္တလေးတိုင်းမြစ်ချံမြို့နယ်မှာစစ်တပ်စခန်းအထိုင်ချထားတဲ့တမန်ဒီစစ်ရုပ်ကိုတော်လိုင်းတပ်တွေကတရားခွန်မမရှော့တိုက်တုံးနဲ့တက်ခတ်ရမှာစစ်သား15ဦးထိသေဆုံးတယ်လို့မြစ်ချံခရိုင်အမှတ်နဲ့တရင်ကဗီဒီယိုသတင်းထုတ်ပြန်ပါတယ်အော်ဒီဝါစကုတ်မှာတရားခွန်ဒိုတရားခွန်ဒိုဆယ်လုံးနဲ့တက်ခတ်တာဖြစ်ပြီးစခန်းတွင်းရှိ အင်အား200ခန့်ထက်က15ဦးသေဆုံးပြီးဒဏ်ရာရသူလည်းများတယ်လို့ဆိုပါတယ်။ဒီတခမ်းမှုကိုမြင့်ချက်ခဲ့အမှန်နဲ့တိုက်ရင်အမှန်တော့တိုက်ရင်နဲ့ဘမ်မစ်ဂရာဖို့မြင့်ချံတို့ကပူပေါင်းဆောင်ရတာလို့ဖော်ပြထားပါတယ်။ဒီအစီမံကိရိရှိတဲ့ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်တန်းချောင်းကြီးရွာဘက်စစ်ကြောင်းထုတ်လာတဲ့စစ်ကောင်စီတပ်ကိုအရခတ်တပ်တော် A ကဂျက်ဖြတ်တက်ခရံမှာ စစ်ကြောင်းရဲ့တဝက်ခတ်သိဆိုးသွားတယ်လို့နေရစရာကဖော်ပြပါဗျာ။အော်ဒီဘာနဆယ်လင်းညနေပိုင်းမှာအဲဒီလိုတက်ခဲ့ပြီးတဲ့နောက်ညနေဖက်နဲ့25မိနစ်ပိုင်းတို့မှာတော့တိုင်ချောင်းရွာကိုစစ်လေရင်ကအကြေကြေဘိုးကျဲတဲ့အတွက်ရွာသားသုံးဦးတန်းရပြီးနေချုပ်ပျက်စီးခဲ့ရတယ်လို့ဒေသခံတွေကပြောပါတယ်။အခုတိုက်ပွဲဖြစ်တဲ့တိုင်ချောင်းရွာဟာကျော့ဖြူစံချောင်းသစ်ပုတ်တော်လမ်းစုကနေနှစ်မိုင်ခန့်အကွာမှာရှိပြီးရီရာဖက်ကနေလည်းလက်လက်ကြီးပြစ်ကူပေးခဲ့တယ်လို့ဖော်ပြထားပါတယ်။ ထက်မြင့်မှနေစားသောင်းရင်မြင်ပေးနာရှိ KK ပကြဖြန့်လုပ်ငန်းကနေမြေငှားခန့်တဲ့လူချွေးခအများစုကိုကင်းယူကရင်မျိုးသားစီယိုကလက်ခံရရှိနေတဲ့ဆိုတဲ့စစ်ကောင်စီပြောခွေရဘူချုဇွန်မင်းထွေရဲ့စိုးစိုးချက်ကိုလှုပ်ဝညင်းဆိုတယ်လို့ကင်းယူကကြေညာချက်ထုတ်ပြန်ပါတယ်ဇွန်မင်းထွေပြောတဲ့ဧကတရာမြေခွဲဆိုတာဟာ KK ပနဲ့3ကီလိုမီတာกว่าရှိအခြားမြေခွဲသာဖြစ်ပြီးအဲ့ဒီလုပ်ငန်းကနေလဲ2022ဒီဇင်ဘာမှာကတည်းကကင်းယူကနှုတ်ထွက်ပြီးဖြစ်တယ်လို့ပေါ်ပြပါတယ် ဒါကြောင့်ဇွန်မင်းထွန်းရဲ့စွတ်စွတ်ချက်တွေဟာဘာမှအခြေမြင်မရှိတဲ့ပြင်စစ်တမ်းနဲ့ကြက်ဖြန်သမားတွေပုံပြီးဝေစာမျက်စာလုံးနေတာကိုဖိုးဖိချင်တဲ့အတွက်တဖက်လက်နဲ့ဂင်းယူပေါ်စွတ်စွတ်ချင်းသာဖြစ်တယ်လို့ဖော်ပြထားပါတယ်ကချင်တရုတ်နယ်စပ်ရှိလွယ်ကျဲလိုင်စာနဲ့မန်ညာရဂိတ်တွေကိုအော်တိုဘာ25မှာတရုတ်ဖက်ကပြန်ဖွဲ့ခွဲပေးလိုက်ပြီလို့ People Spring ကဖော်ပြပါတယ် 2024အပြီးကတည်းကနေဇတ်တလျှောက်ရှိကိုသွေးကြီးတွေပါဝင်စစ်ကောင်စီစခန်းတွေနေချားသောစခန်းတွေအလုပ်ကို KIA ကချင်းလိုလိုက်တက်မတော်နဲ့မဟာမိတ်တွေကသိပ်ပိုက်ပြီးကြတဲ့ကဒီကြီးတွေကိုတရုတ်ဘက်ကပိတ်ထားခဲ့တာဖြစ်ပါတယ်အခုချိန်မှာတော့ဂိတ်သခုကိုပြန်ဖွဲ့ဖွဲ့ပြလိုက်ပြီးစာသောက်ကိုတွေကိုကချင်ဘက်သွင်းခွင်နဲ့ငပြောပါဝင်တရုတ်ဘက်ကလိုလားတဲ့ပစ္စည်းတွေကိုတရုတ်ဘက်သွင်းခွေရနိုင်ပြီလို့သိရပါတယ်ဒါ့ပြင်ပန်ဝါကမ်ပက်တီပါဝင်အခြားကြီးတွေဆက်ဖွဲ့ရေးအတွက် ဆက်လက်ဆွေးနွေးနေဆဲလို့ဖော်ပြထားပါတယ်ခင်ဗျာ